ဖခင်ဖြစ်တဲ့ရခိုင်မင်းသားကြီးနေထိုင်လင်းလိုမျိုးချမခန့်ရတဲ့ရုပ်ရည်ပိုင်းရှင်ဖြစ်နေလို့မိန်းကလေးတွေသဘောကျနေရတဲ့တားငယ်လေးကြောင့်လေနေထိုင်လင်းကမြန်မာနိုင်ငံရဲ့ Jackie Chan လို့တင်စားရလောက်အောင် action ဇာတ်ကားတွေမှာအောင်မြင်စောမင်းသားဖြစ်ပါတယ်။တရုတ်ဆောင်ကပဲဦးစားပေးခဲ့တဲ့သဘောဝမင်းသားကြီးဖြစ်တဲ့နေထိုင်လင်းကရခိုင်တိုင်းသားတယောက်ဖြစ်ပြီးတော့ချမလာပါတဲ့ရုပ်ရည်ကိုလည်းပိုင်ဆိုင်ထားပါတယ်။နေထိုင်လင်းကနာမည်ကြီးတဲ့စီနီယာမင်းသားကြီးဖြစ်ပြီးတော့အခုချိန်မှာတော့ဇာတ်ကားတွေကိုရိုက်ကူးတာကနေသွားပါပြီ။မင်းသားကြီးနေထိုင်လင်းရဲ့တားနှစ်ယောက်ကတော့အရွယ်ရောက်လာပြီးတဲ့နောက်မှာချမရဲ့ရုပ်ရည်ပိုင်းရှင်တွေဖြစ်နေလို့ရောက်ခမကြီးလို့ ့တောင်ခေါ်ခံနေရပါတယ် မင်းသားကြီးနေထက်လဲမှာထက်လဲအောင်နဲ့ကြော်နေလင်းဆိုတဲ့တားနှောင်ရှိပါတယ်။တားနှောင်လုံးကအမှုပညာကိုဝါသနာပါကြပြီးတော့တားငယ်လေးကြော်နေလင်းကကျောင်းသားတွေမှာတယောက်ဆောင်နေပါတယ်ရှင်။သူအကျွတ်ပထမဆုံးကျောင်းသားလေးဖြစ်တာကြောင့်မိဘတွေကအားပေးကြပါတယ်။မိဘနှစ်ပါးလုံးချစ်ကြယူသေးရပြီးမိဘတွေရဲ့ပံ့ပိုးမှုကလည်းကြီးမားပါတယ်။ဒါကြောင့်ကျောင်းနေလင်းကကျောင်းတက်နေစေကျောင်းသားလေးဖြစ်ပေမဲ့တစ်ဖက်မှာလည်းအမှုပညာအလုပ်တွေကိုကျွတ်ဖက်ပြီးတော့လုပ်ကိုင်းနေပါတယ်။အဖေဖြစ်တဲ့နေထက်လင်းကအမှုပညာလောကထဲမှာလေးစားရလောက်အောင်ဂုဏ်သိက္ခာရှိအောင်နေထိုင်ခဲ့တာကြောင့်လည်းတားတွေကလည်းဒီလောကထဲဝင်လာတဲ့အခါမှာမျက်နှာမငယ်ရပါဘူး။ ကျော်နေလေးကမိန်းကလေးတွေသဘောကျရလောက်တဲ့အရေးအမောင်းနဲ့ရုပ်ရည်သွင်မြင်ကိုပိုင်ဆိုင်ထားပါတယ်။အညိုစင်လေးဖြစ်နေတဲ့အပြင်ယောက်ျားပြီးသားတဲ့မျက်နှာပုံစံကြောင့်လည်းလူချစ်လူခင်တွေများလာခဲ့ပါတယ်။ကျော်နေလေးကဖခင်ဖြစ်တဲ့နေထက်လင်းလို့ action မျက်နှာကြောင့်လည်းဖြစ်ချင်တယ်လို့ဆိုပါတယ်။ဒီခေတ်မှာတော့ action မျက်နှာတွေကနေသွားပြီးဖြစ်တယ်လို့အကုန်ကြလည်းများတဲ့ action ဇာတ်ကားတွေကိုလည်းမထုတ်ကြတော့ပါဘူး။နေထက်လင်းရဲ့တာလီကတော့အဖေရဲ့ဇာတ်ကားတွေကိုအကုန်လုံးသဘောကျပြီးတော့တရုပ်ဆောင်နာတွေကိုလည်းတင်ယူချပါတယ်။ကျော်နေလေးကမျက်နှာကြောင့်ဖြစ်ဖို့အထီလေးအမှန်ထားသူဖြစ်ပြီးတော့သူ့ရဲ့ရုပ်ရည်အရေးအမောင်းနဲ့ဆိုရင်တော့အောင်မြင်မဲ့မျက်နှာတစ်ယောက်ဖြစ်ခံ န်းနေကြပါတယ်။နာမည်ကြည်မင်းသားနေတူကနေထက်လင်းရဲ့တပည့်ဖြစ်ပြီးအခုချိန်မှာတော့နိုင်ငံကျော်ရဲ့အထီးအောင်မြင်နေပါပြီ။ဒါကြောင့်နေထက်လင်းကတားနှစ်အောင်လုံးကိုနေတူစီမှာပညာသင်ဖို့လည်းအထားပူပါတယ်။ရုပ်ရှင်စကားတွေမှာသူတို့နဲ့လိုင်းမဲ့အခန်းတွေရှိရင်ဆွဲခေါ်ပေးဖို့အတွက်လည်းအကူအညီတောင်းချပါတယ်။မင်းသားကြီးနေထက်လင်းကတားဖြစ်သူတွေအရွယ်ရောက်လာပြီးတဲ့နောက်မှာလေတားတွေကြောင့်အကုန်ယူနေရပါတယ်။တားနှစ်အောင်စလုံးကလိမ္မာရေးကြရှိပြီးတော့ဖခင်ဖြစ်သူရဲ့ရုပ်ရည်အတိုင်းချုံမောသူတွေဖြစ်လာပါတယ်။အရွယ်ရောက်လာတဲ့နေထက်လင်းရဲ့တားတွေကရုပ်ရှင်စကားတွေမှာသာတယောက်ဆောင်ရင်လေအဖေရဲ့ action မင်းသား idea တွေကိုအမွေဆက်ခံနိုင်တော့ မှာပါ။နေထက်လင်းကအနုပညာလောကထဲမှာတယောက်ဆောင်ကောင်းနေဆိုတဲ့နာမည်တစ်လုံးကိုထိန်းသိမ်းထားသူဖြစ်ပြီးတော့တောင်ရိတ်ကိုလည်းအနုပညာအမွေပေးထားပါရယ်။နေထက်လင်းကအနုပညာအလုပ်တွေကိုလောက်ကိုင်းစင်မှာလည်းပြည်သက်တွေအတွက်တခုခုကျင်းရင်အောင်ကြိုးစားပြနိုင်ခဲ့သူပါ။နေထက်လင်းရဲ့ဇက်ကားတွေကဝီဒီယိုရုံမှယုံပြည့်ယုံရှံဖြစ်တဲ့အထိလည်းအမြင်ခဲ့တဲ့မျက်နှာဖြစ်ပါရယ်။ပြည်သက်တွေအပေါ်မှာစေတနာထားပြီးတော့တယောက်ဆောင်သူတို့သူရိုက်ကူးထားတဲ့ဇက်ကားလေးတကားကိုကြည့်ပြီးတော့လူတယောက်မှာကောင်းတဲ့အရာလေးတခုကျင်းရင်ခဲ့ပြီဆိုရင်ကြိုးစားရကြုံနဲ့တဲလို့လည်းပြောခဲ့သူပါ။ နစ်ချက်လင်းကဒီလိုနည်းနဲ့စူးစမ်းခဲ့သူဖြစ်တာကြောင့်သူ့ကိုအခုထိပြိသက်တွေကမမေ့သေးတာဖြစ်ပါတယ်။နုပညာလောကထဲမှာဂုံတိတ်ခါရှိရှိယက်တီခဲတဲ့နစ်ချက်လင်းကိုအမျိုးသားအမျိုးသမီးပြိသက်မြွေကအားပေးခဲ့ကြသလိုတာရီကိုလည်းချစ်ခင်ပေးကြပြီးတော့အားပေးသွားကြမှာပါ။နေချက်လင်းကတော့အသက်ကြီးလာပြီဖြစ်တာကြောင့်အစ်ပင်ဆိုင်တာစာဖတ်တာနဲ့တရားနာတာကိုပဲဦးစားပေးပြီးတော့လုပ်နေပါတယ်။နုပညာအလုပ်တွေနဲ့အလံဝေသွားပြီဖြစ်ပေမဲ့တားရီကြောင့်နေချက်လင်းကဂွန်ယူနေရပြီးတော့ရောက်ခမကြီးလို့တောင်အခေါ်ခံနေရပါတယ်ရှင်။ ပြည်သက်ကြီးတို့ရောနေထက်လင်းရဲ့တာလီကြော်နေလင်းကြောင်းတယောက်ဆောင်ဖြစ်လာခရင်အပိမာလာဆိုတာကိုမမပြပြပေးခဲ့ပါအောင်နော်ကြီးစုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်